ရွှေ90တာဆွေကြိုကြီးကြီးနဲ့ဝေသိန်းတရာကျဲခဲ့တဲ့ချက်မောင်းတဲ့ဖက်တီမရဲ့နောက်ွယ်ကအကြောင်းရှင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Sally Space 8ကနေပြန်လေးကြိုဆိုလိုက်ပါရစေကာမဲလမ်းပေးစီတဲ့ဘွားကနေတကယ်စီဝိုင်းရဲ့လုပ်ငန်းရှင်တတိမကြီးတယောက်လုံးရွှေဆွဲကြိုဆွဲကသိန်းတရာဖို့အလူငွေကျဲခဲ့တာကတော့ချက်မောင်းတဲ့ဖက်တီမပါအခုဆိုရင်ချက်မောင်းတဲ့ဖက်တီမဟာလက်ကနာပွဲမှာအလူငွေသိန်းတရာဖို့တထောင်းထန်နေအုပ်လိုက်ကျဲချခဲ့တာဖြစ်ပါတယ် ဒါကြောင့်လည်းလူတွေအားလုံးကတော့ချင်းမောင်းတဲ့ဖက်တီမရဲ့မျက်လဲပြသလိုရုပ်တရက်ချမ်းသာသွားတဲ့အပေါ်မှာတော်တော်လေးကိုမှလူပြောများနေတာဖြစ်ပါရည်လမ်းဘေးမှာဈေးရောက်နေပေမဲ့နေချင်းညာချင်းတနိုင်ကန်လုံးမှာမမေကြီးရဲ့ဆယ်လီတူဖြစ်လာကတနေ့သိန်းပေါင်းများစွာဝင်ဝေရနေတာကတော့မန်လီမျိုးကအချင်းမောင်းစိတ်မတ်တိန်ကီဝင်းခေါ်ဖက်တီမှပြပါရီမတ်တိန်ကီဝင်းဟာအစောပိုင်းမှာတော့မန်လီမျိုးဥပိန်တရားမှာရှောင်းတဲ့တာမဲချင်းမောင်းတလေတူပါမတ်တိန်ကီဝင်းခေါ်ဖက်တီမှကိုဝင်ဆောင်နေရတာဖြစ်ပြီးဈေးရောက်မကောင်းလို့အကျွေးတွေပက်လေဝိုင်းနေတာလေးပြပါရီ ဒါပေမဲ့ဗတ်ဒီမှာကိုဝင်ကြောင့်တက်မြသည်ချင်းချင်းတက်ပြီးတော့တုတ်စားရမှာတော်တော်လေးဂရင်းတွေ့သွားတာပါဗတ်ဒီမှာကိုတယောက်တည်းစားအောင်ဒီမကပါဘူးတက်မြသည်တွေကိုပပလီငရုတ်သည်စားချုံမော်ဟင်းနစ်တွေနဲ့ချင်းငယ်ဆက်ဆက်လေးတက်မြသည်တုံနီကိုတက်တော်မှာမျှဝေလိုက်တဲ့အခါမှာတော့တော်တော်လေးကိုနမဲကြီးသွားတာပါအခုဆိုရင်ဗတ်ဒီမာရဲ့ဥပိန်တရားပေါ်ကချက်မောင်းတဲ့ဆိုင်လေးဟာတန်းစီတိုးဝေစားကြသူတွေနဲ့စီကားနေတာဒီနေ့ကိုတင်းချီရောက်ရတယ်လို့ဆိုပါရီဗတ်ဒီမာရဲ့တံမြာတိတုတ်ကမန်လေးမြို့တင်မကပါဘူး ရန်ကုန်မြို့ကလူတွေနာမည်ကြီးစရီတွေပါဒကုဒကလာစားကြရလို့အခုဆိုရင်ဗတ္တိမကအကျွေးတွေအလုံးခြေသွားတဲ့ပြင်တံမြာတိတော့ကိုနေဝေးပို့လို့ရအောင်တစိမ့်တွေဘူးတွေနဲ့ပြင်ဆင်နေတာဖြစ်ပါတယ်အတူချုပ်ပြောရရင်ဗတ္တိမကလမ်းဘေးမှာချက်မောင်းတဲ့ဘဝကနေအခုဆိုအောင်မြင်တဲ့စီဝိုင်းရဲ့လုပ်ငန်းရှင်တယောက်ဖြစ်လာပြီလို့ဆိုရမှာပါဒါကလေဗတ္တိမရဲ့ကញ្ញာဝရိယကြောင့်လို့ဆိုရမှာဖြစ်ပါတယ်အလို့သဖြင့်ဗတ္တိမသားလေးရဲ့ထူးခြားတဲ့ကင်ဆာတာကြောင့်လို့လဲဆိုရမှာပါဗတ္တိမကသားလေးမမွေးခင်မှာတော့ကျွေးတွေပက်လက်ဝိုင်းနေတာပါ ဒါပေမဲ့လည်းနောက်ပိုင်းမှာတော့သားလေးကိုကိုဝင်ရရှိပြီးပါဖတိမရဲ့သားလေးချင်းချက်တက်လို့စားကျင်လာတဲ့တမရသည့်တော့ကဖတိမဘွားကိုပြောင်းလဲစေတဲ့အဓိကအကြောင်းရင်းဖြစ်လာတာပါဖတိမရဲ့ကန်စာတာဟာသားလေးကြောင့်လည်းပို့ပြီးတော့တောက်ပလာခဲ့တာဖြစ်ပါတယ်ဖတိမဟာသားလေးရရှိပြီးမှအလိုလိုနေရင်းကိုမှလူချစ်လူခင်ပေါ်များနေတာပါဖတိမတမရသည့်တော့ရောက်ဝင်ပြေခင်ရတော့လေဖတိမဘာရောက်ရောက်လူတွေကဝေစားကြနေတာဖြစ်ပါတယ် ဒါကြောင့်လေလူတွေကတော့ဗတ္တိမရဲ့ကလေးငယ်ကိုထူးဆန်းပြီးတော့ကုသကံထူတဲ့ကလေးငယ်ပြည့်သတ်မှတ်ထားကြတာဖြစ်ပါတယ်။အထူးသဖြင့်လူလောကရဲ့ကိုရောက်လာတဲ့ထူးခြားတဲ့ကလေးငယ်လေးတွေကမိမတွေကိုထူးခြားစွာအကျိုးပြုကထူးဆန်းတဲ့နမိတ်တွေလည်းပြသကြပါတယ်။အခုခါမှလည်းနိုင်ငံကျော်ချက်မောင်းတဲ့ဗတ္တိမရဲ့တိုင်းငယ်လေးနဲ့ပတ်သက်ပြီးထူးခြားမှုတွေအများကြီးကိုလူတွေကမြင်တွေ့နေရတာဖြစ်ပါတယ်။တနည်းအားဖြင့်ဆိုရင်တော့ဗတ္တိမနမည်ကြီးသွားတာကဗိုက်ထဲကတိုင်းငယ်လေးရဲ့အကျိုးပေးမှုကြောင့်လို့ဆိုရမှာပါ။ဒါကြောင့်လေဗတ္တိမကလူချစ်လူခင်ပေါ်ကတူတဲနိုင်တာဖြစ်ပါတယ်။ ငလင်းပေးပါလေဖတီမာကလူရဲနိုင်တယ်လို့ခုခါမှလေဖတီမာဟာရွှေဆွေးချိုးကြီးကြီးဆွဲကတပေါင်းတဲ့ online ကြီးကိုကင်ပြီးတော့လူတွေကိုကျဲကြတာဖြစ်ပါတယ်။ဒါပေမဲ့လေချိုးကတော့ဖတီမာအနေနဲ့ကိုကလမ်းမေးစေးတဲ့ဘဝကလာလာမလို့ပတ်စံတွေကိုသုံးဖြုံနိုင်တင်ဘူးလို့ဆိုပါတယ်။ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တရားရောချမ်းသာကျဲဝလာတဲ့ဖတီမာကိုဘလို့မြင်လဲဆိုတာပြောသွားပေးခဲ့ပါအောင်ရှင်။